မင်္ဂလာပါရှင်ဘာမခိတဲ့တဲ့ဌာနကနေအော်တိုဘာလ20ရက်နေ့စိတ်ဝင်စားဖွယ်ထိတ်တန့်ရောက်တဲ့များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တဲ့ကတော့လုံချုံရည်နဲ့အုတ်ချုပ်ရည်အမြင်ရှိသူဒေါတာဝင်အရေးသုံးပါစောင့်ထင်းသူများကိုလွှတ်တော်ကိုယ်စားလှယ်များအဖြစ်မဲပေးရွေးချယ်ကြရေးမင်းအောင်လိုင်ကလိုက်လံစည်းရုံးနေတယ်ဆိုတဲ့တဲ့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အကြံဖတ်မင်းအောင်လိုင်ကယခုလာမယ့်ဒီဇင်ဘာ28ရက်နေ့ကျင်းပမယ့်ရွေးကောက်ပွဲများတွင်လုံခြုံရေးနှင့်အုပ်ချုပ်ရေးအမြင့်ရှိသူ ို့တောင်ဝင်အရေးသုံးပါစောင့်ထိန်သူများကိုလွှတ်တော်ကိုယ်စားလှယ်များအဖြစ်မဲပေးရွေးချယ်ကြရေးလိုက်လံစီရင်လျက်ရှိပါတယ်ရှမနီအော်တိုဘာလ19ရက်နေ့ပသိမ်မြို့တွင်ရမီရဖအစိုးသူများနှင့်တွေ့ဆုံရာတွင်အကြံဖတ်မြောင်လိုက်က ထိုးထိုးလိုက်လံစည်းရုံးနေခြင်းဖြစ်ပါသည်အကြံဖတ်မြောင်လိုက်ကပြည်သူများအနေဖြင့်ရွေးကောက်ပွဲတွင်မဲပေးရာတွင်ကိုယ်စားလှယ်များသည့်ဒေါ်တာဝင်အရေးသုံးပါးကိုအလေးထားစောင့်ထိန်သူနိုင်ငံရေးအမြင်လုံခြုံရေးအမြင်စီးပွားရေးအမြင်နှင့်အုပ်ချုပ်ရေးအမြင်များရှိသူများဖြစ်ရန်လိုအပ်ပြီး အမေရိကန်တိုင်းပြည်နှင့်ဒေသအကျိုးအတွက်ဆောင်ရွက်နိုင်သည့်သူများဖြစ်ရန်လိုအပ်ကြောင်းမင်းအောင်လိုင်းကဆိုပါသည်ထို့ပြင်အကြောင်းအမျိုးမျိုးကြောင့်ရွေးကောက်ပွဲမကျင်းပနိုင်သောမြို့နယ်များတွင်ကြာဖြတ်ရွေးကောက်ပွဲကျင်းပပြီးသွားမည်ဖြစ်ကြောင်းရွေးကောက်ပွဲကိုမဲမတက်မှမှုမပြုတ်လုံနိုင်ရန် electronic မဲပေးဆက်ဖြင့်မဲပေးနိုင်ရေးပြင်ဆင်ထားကြောင်းမြောက်လိုင်းကဆိုပါရယ်စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲမှာနိုင်ငံအတွက်အရေးကြီးသဖြင့်ရွေးကောက်ပွဲအောင်မြင်စေရေးအလုံးပူးပေါင်းဆောင်ရွက်ပြီးကြစီလိုကြောင်းမြောက်လိုင်းကလိုက်လံစည်းရုံးလျက်ရှိပါရယ် ဆက်လက်ပြီးတောင်တာမြို့နယ်ရုံးပင်ရွာဖုံကြီးကျောင်းအနီးကိုစစ်တပ်ကလေရင်ဖြတ်ဖုံးကျဲတိုက်ခိုက်မှုပြည်သူနှစ်ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မန္တလေးတိုင်းတောင်တာမြို့နယ်ရုံးပင်ရွာဖုံကြီးကျောင်းအနီးကိုအကြမ်းဖက်စစ်တပ်ကလေရင်ဖြတ်ဖုံးကျဲတိုက်ခိုက်မှုပြည်သူနှစ်ဦးသေဆုံးခဲ့ကြောင်းဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါတယ်။အော်တိုဘလ19ရက်နေ့မိုးလယ်3:45မိနစ်ခန့်တွင်အကြံဖက်စစ်တပ်က ရုံးပင်ရွာဖုံကြီးကျောင်းအနီးကိုဂျက်ဖိုက်တာဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ် အကြံဖတ်စစ်တပ်ဘုံကျဲတိုက်ခိုက်မှုအတွင်ပြည်သူနှစ်ဦးသေဆုံးကနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအညာလည်းဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။မနေ့ကရုံးပင်ကျေးရွာဖုန်ကြီးကျောင်းအနီးကိုစစ်ခွေးတွေကဂျက်ဖိုက်တာနဲ့ဘုံကျဲတိုက်ခိုက်သွားတာပြည်သူနှစ်ဦးသေဆုံးပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိတဲ့နေအိမ်တွေလည်းဖျက်ဆီးတာတွေရှိတယ်ဟုဒေသခံပြည်သူတို့ကပြောဆိုပါတယ်။အကြံဖတ်စစ်တပ်သည်တောင်တာမြို့နယ်နှင့်တိဆက်လျက်ရှိသောနှထိုးကြီးမြို့နယ်ပဲချက်ကြီးဘာကိုလည်းအော်တိုဘာလ19ရက်နေ့နနက်6နာရီခန့်က စက်တက်လေးဒီ3စီးဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ရာအသက်55နှစ်အရွယ်ဦးကျော်နိုင်နှင့်ဒေါ်ခင်တန်းတို့အသက်58နှစ်အရွယ်ဦးခမောင်ဝင်းနှင့်အသက်62နှစ်အရွယ်ဒေါ်ခင်တင်းတို့တည်ဆုံးခဲ့ကြောင်းသိရပါသည်ထို့သောအကြံဖတ်စစ်တက်ကပြည်သူများနေထိုင်သည့်ခြေဖာများကိုလေချောင်းဖြင့်ပုံကျဲတက်ဖြတ်နေခြင်းကြောင့်ပြည်သူများအနေဖြင့်လေချောင်းအနေရသတိပေးချက်များကိုလိုက်နာကြရန်ဒေသရင်းတော်လှန်ရေးဖွဲ့စည်းများကအတိပေးနှိုးဆော်ထားကြောင်းသိရပါသည်ဆလပီအိန္ဒိယမှာစစ်အုပ်စုနှင့်ရွှေကောက်ပွဲကိုမြို့သူသဘောထားနေသည်။ အိန္ဒိယသည်မြန်မာနှင့်နယ်နိမိတ်အဖြစ်ကီလိုမီတာ1600ထိဆက်နေတော့လေယခုအပတ်အတွင်းမြန်မာနှင့်ပတ်သက်၍အိန္ဒိယတွင်လူတိုင်းစိတ်ဝင်စားလာနေသည့်ကကိုကိုကျွန်းအရေးနဲ့ Elon Musk ၏ Starlink သည်နိုင်ငံတွင်းရှိ online ငွေလင်ကိုင်းများကိုပံ့ပိုးပေးနေသလိုဖြစ်လာ၍ American Outlook တို့မှစုံစမ်းစစ်ဆေးနေပြီဆိုသောသတင်းများပင်ဖြစ်ပါသည်။ထို့သောထိုထဲတွင်တော့ဘာသာရေးပွဲတော်အောင် Paraglider ဖြင့်တိုက်ခိုက်ခဲ့၍လူပေါင်း24ဦးအထိသေဆုံးသွားသည်ဆိုသည့်ကသတင်းတပ်ပုံလောက်သာပါရှိလာခဲ့သည်။ ဤဒီကိုကြည့်မည်ဆိုက၄နှစ်ကျော်ကြာလာခဲ့ပြီဖြစ်သောမြန်မာပြည်တွင်စစ်သည်ယူကရိန်းဂါဇာရူလောင်စိတ်ဝင်စားခြင်းမခံရဟုပြော၍ရပေသည်ယူကရိန်းနှင့်အရှေ့လေပိုင်းအရေးတီရုပ်ကြီးဆိုသလိုကမ္ဘာစစ်ကြီးအတွင်ပြောင်းလဲသွားနိုင်သည်ဟုယူဆထားကြ၍လည်းဖြစ်ကောင်းဖြစ်နိုင်ပေသည်မြန်မာပြည်တွင်စစ်ကတော့အာရမနှင့်ဓမ္မတို့အကြားတွန်းထိုးယုံခံနေသောအားပြိုင်မှုဖြစ်၍ယခုအခါကမ္ဘာနိုင်ငံရေးစက်ခုံတွင်မြည်သူများအရေးထားပုံမရှိသလောက်ဖြစ်နေသည်ကိုကျင်းတရားနှင့်ဆိုင်နေ၍လည်းဖြစ်သည် ဆေးဥစုသည်ညီမပင်အရှုံးများနှင့်ရင်ဆိုင်နေရတော်လဲ၎င်းတို့အဖွဲ့အစည်းကိုမူကြစ်လက်စွာထိမ့်သိမ်းထားနိုင်သည်ဟုအိန္ဒိယရှိလေလာသူများကလက်ခံထားကြသည်ဆေးဥစုစီဇန်ထားသောရွေးကောက်ပွဲသည်တိုင်းပြည်နှင့်လူထုအတွက်တဆုံတရအကျိုးရှိလာဖို့မဟုတ်ပဲကိုဂျိုးစည်းပွားအတွက်စီစိန်ဥစ္စာရှာဖွေပြီးတတ်တောင့်တတ်တာနေသွားနိုင်ဖို့ကြံရွယ်မှုမျိုးသာဖြစ်သည်ကိုအားလုံးလည်းသိထားပြီးဖြစ်သည်မျိုးနယ်ပေါင်း၁၀၂မျိုးနယ်တွင်သာပြုလုပ်မည်လည်းဖြစ်သည် ထိုရွေးကောက်ပွဲသည်ကင်းပါတီဖြစ်သောကျန်းဖော့ပါတီအပြတ်သက်အောင်ပွဲခံရန်အတိအချာတွက်ချက်စီစဉ်ထားပြီးဖြစ်သည်သူမသာလူပေါင်း6000ကျော်တည်ဆုံခဲ့သည့် အာနာတိတ်မှုကိုဖန်တီးခဲ့သည့်မြောက်လိုင်းအဖို့တာဝန်ခံစီရမလို့ပဲအေးချမ်းစွာအနားယူထွက်ခွာသွားနိုင်ပြီဖြစ်သည်ဟုယူဆထားကြသည်။၎င်းထံဘူတင်နံအပတ်စဉ်16ခုခန့်ကွာသည့်ဒုဗိုလ်ချုပ်ကြီးကျော်စွာလင်းအားကာကြုပ်အဖြစ်ရထားထားသည်ဟုဆိုသည်။ ကျော်စွာလင်းသည်တိုက်ခိုက်ရေးအတွေ့အကြုံရှိတော်လဲကာကွယ်ရေးဦးစီးချုပ်ယုံတွင် အုပ်ချုပ်ရေးတာဝန်ကိုယူထားသူဖြစ်သည်ဒုက္ခချုပ်ရာတို့အတွက်အလားအလာရှိသူနှစ်ဦးကအထူးစစ်စင်ရေးတာဝန်ယူထားသောကိုကိုဦးနှင့်လက်ရှိစီရေးချုပ်တန်းထိုက်တို့ဖြစ်သည်၎င်းတို့နှစ်ဦးစလုံးသည်စကိုင်းဒေသကြီးအတွင်ရက်ဆက်ရုပ်မာစွာဖြုတ်ကျင်နေမှုများအတွက်နိုင်ငံတကာဤစောင့်ကြည့်ခံထားရသူဖြစ်သည်အနေငယ်မြတ်တာကြံ့တော်သောတတ္တိပညာရှင်များဘက်ကအစိုးရတဲ့နဲ့ပူးပေါင်းလာမည်လားဆိုသည်ကိုမတဲကွယ်သေးပြီး တိုင်းဒလနကိုင်အဖွဲ့များစုကမှရွှေကောက်ခွဲရလက်ကိုအတိမတ်မပြုဟုပြောဆိုထားပြီးဖြစ်သည်ထို့ထဲတွင်ရခိုင်ပြည်နယ်ဤ80ရာခိုင်နှုန်းကိုထိန်းချုပ်ထားသည့်အာရကတပ်တော်ကချင်ချင်းတအောင်တို့ကထိတ်ဆုံးမှပါဝင်နေသည်စစ်တပ်နှင့်မဟာမိတ်ပြုထားသောကရင်လက်နက်ကိုင်အဖွဲ့၃ဖွဲ့ကမှလုံခြုံရေးပေးမည်ဟုဆိုသည်လက်ရှိတွင်အိန္ဒိယအစိုးရကရွှေကောက်ခွဲဖြင့်ပဋိပက္ခကိုဖြည့်ရှင်းနိုင်ပြီးတစုံတရာထွက်ပေါ်လာနိုင်မည်ဟုမျှော်လင့်နေကြသည် အိန္ဒိယပိုင်အက်ဒမန်ကျွန်းနှင့်55ကီလိုမီတာဝေးသောကိုကိုကျွန်းတွင်တရုတ်ဂျက်တိုက်လေယာဉ်များအားဆင်းခွင့်ပေးတော်မူသောသတင်းများလည်းထွက်ပေါ်နေသည်ထိုပြင်အရှေ့မြောက်ဒေသရှိဗဟိုအစိုးရအားတိုက်ခိုက်နေသောအာတန် UFL နှင့်နာဂအဖွဲ့များအတွက်လည်းစိုးရိမ်စရာဖြစ်နေသည်။တပတ်တွင်လည်းအိန္ဒိယသည်ကချင်ပြည်နယ်အတွင်းရှိရှားပါးမြေသားတပ်ထုများကိုစိတ်ဝင်စားနေသည်။အိန္ဒိယအစိုးရကမြန်မာနှင့်ပတ်သက်လျင်၎င်းတို့လုံခြုံရေးကိုသာအာရုံထားနေသည်။ရွှေကောက်ပွဲအားလည်းညီမျှပင်တပတ်ဆောင်နေဖြစ်နေစေကမူ ဥမင်လှိုင်ကောင်းအစုံတွင်ခဝဝမြင်နေရသည့်အလင်းရောင်လေးဟုထင်မှတ်နေစေဖြစ်သည်ဒီဘီဝီတွင်ပြပဆောင်ဖားရှင်တအူကအိန္ဒိယသည်စေအုပ်စုနှင့်လူမြင့်ကွင်းတွင်ဘလူပလဲလုံနေတော်လဲတစ်ဖက်တွင်မြေရှားတတ်ထုကိုအကြောင်းပြု၍ကချင်လွတ်လပ်ရေးတပ်တော်နှင့်မောင်ရိတ်ကိုဆက်ဆံလာသည် ထို့သောရေတိုကိုသာကြည့်၍မိစတစ်ဖက်ရှေမုတ်တစ်ဖက်လှုပ်လာသည်အတွက်နှစ်ဖက်စလုံး၏အယုံကြည်မှဲ့ခြင်းခံရပြီးဖြီးရင်စစ်ကိုရေရှည်အောင်လုပ်နေသလိုဖြစ်နေသည်ဟုတုံ့တက်ထားသည်ထို့သောအိန္ဒိယ၏နှစ်ဖက်နှင့်အကောင်ဘိုင်ပိုလာဒက်စ်သည် ထိမ့်သိမ့်ရအလွန်ခက်ခဲပြီးအကျိုးဆက်အနေဖြင့်ကြီးမားသောအနေအများရှိနေသည်အိန္ဒိယနိုင်ငံဤစစ်ကောင်စီနှင့်ဆက်ဆံရေးတိုးမြင့်လာမှုများသည့်ရက်ဆက်ကြမ်းကြုတ်ပြီးတရားမဝင်သောအုပ်ချုပ်ရေးစနစ်ကိုလက်ခံအတိမတ်ပြုရာရောက်ပြီးထိုးလို့ရသည့်အိန္ဒိယက၎င်း၏အကျိုးစီးပွားအတွက်ဒီမိုကရေစီစံနှုန်းများကိုလှစ်လူရှုကြောင်းဖော်ပြနေသည့်ဖြင့်နိုင်ငံတကာတွင်၎င်း၏ဂုဏ်သိက္ခာနှင့်ဩစာအာဏာကိုထိခိုက်စေသည်ဟုဆိုပါသည်အိန္ဒိယဘုကမြေရှားတပ်ထုစည်းကွက်အောင်တရုတ်တို့ထင်သလိုခြေလှယ်နေမှုကြောင့် နေမတိထိုင်မသာဖြစ်လာက KIA နှင့်မဖြစ်မနေတိခောက်ဆက်ဆံလာခြင်းဖြစ်သည်အိန္ဒိယ၏လုပ်ရက်သည်ခေတ်သစ်ကိုလိုနီဝါဒကိုကိုစားပြုနေခြင်းဖြစ်သည်ရှင်းသည့်နိုင်ငံအားစည်းရေးအရသိမ့်ပိုက်စရာမလိုပဲ၎င်းမှာစီးပွားရေးနှင့်မဟာဗျူဟာမြောက်အကျိုးစီးပွားအတွက်အမျက်ထုတ်နေကြခြင်းဖြစ်ပြီးအမျက်ထုတ်ခံရသည့်နိုင်ငံ၏ပြည်သူလူထုခံစားနေရမှုများကိုလုံးဝဂရုမစိုက်ခြင်းပင်ဖြစ်သည်အိန္ဒိယ၏ခြိုံချတော်ဖြစ်နေသည့်မူဝါဒဝီရှိဝါရှိပေါ်လစီသည်တန်တမန်ရေးရကျွမ်းကျင်မှု၏လက္ခဏာမဟုတ်ဘဲကိုချိုးကြည့်သည့်မူဝါဒသည့် နိုင်ငံတွင်းရှေ့လျှောက်မတည်ငြိမ်မှုများပို၍ပြင်းထလာချိန်တွင်ပြိုလဲပြက်စီးသွားမည်ဖြစ်သည်ဟုရှင်းသာထားသည်တရုတ်သည်ကွန်မြူနစ်အာဏာရှင်နိုင်ငံဖြစ်၍အားလုံးအမြင်တွင်မထူးခြားလာတော့လေဤတို့ပင်ဖြစ်စေဒီမိုကရေစီဘိုးအေဂျီဟုသတ်မှတ်ထားကြသောအိန္ဒိယဤမူဝါဒသည်မိများအထိတိတ်ခါကြဆင်းနေသည်ကိုလည်းထည့်သွင်းမစင်းစားနိုင်အောင်ဖြစ်နေသည်၎င်းတို့အဖွဲ့ကရွေးကောက်ပွဲပြီးနောက်အခြေအနေကောင်းလာပါကဘေးရောက်သွားမိကိုစိုးရိမ်နေကြသည်အာဆီယံတီလည်းထို့သို့ချီတုံချတုံဖြစ်နေရှာသည် လက်ရှိတိုင်းပြည်အနာဂတ်သည်မင်းအောင်လှိုင်၏စိတ်ကူးစိတ်တန်အကြံဉာဏ်များပေါ်တွင်မှုတည်နေ၍ထိုပုတ်ကိုဘာရီကျန်နေသည်ကိုရှင်းလင်းစွာသိနိုင်ဖို့တုံ့သက်ဖို့သာအရေးကြီးပေသည်ပြည်သူတို့၏တရားတော်စစ်မုတ်ချအောင်ရမည်